ကဘာပေါ်ကထင်ရှားကြော်ကြားတဲ့ပုံကိုကြီးတွေရဲ့အထုပ်ပတ်တိတွေကိုသိချင်နေဒါပေမဲ့ထရှားဖက်ဖို့အချိန်မရှိဖြစ်နေနိုင်တဲ့မိတ်ဆွေတွေအတွက်ဒီဗီဒီယိုမှာအိန္ဒိယရဲ့လူတုခေါင်းဆောင်မဟာတမဂန္ဒီအကြောင်းကိုပြောပြချင်ပါတယ်သူ့နာမည်ကဘာဖြစ်လို့ဒီလောက်ထင်ပေါ်ကြော်ကြားတာလဲကဘာပေါ်မှာရှိနေသူတွေကသူ့ကိုဘာဖြစ်လို့အလောက်လေးစားကြတာလဲသူလေ့ကျင့်သွားခဲ့တဲ့အကြမ်းမဖက်ဖေးအမှန်တရားဘက်ကရက်တည်ခြင်းဆိုတာဘယ်လိုမျိုးလဲ သမိုင်းဆန်းဆန်းတက်ကြက်တွေကိုအများကြီးထူးမပြူပဲလူတစ်ယောက်ကလူတစ်ယောက်အကြောင်းကို ပြောပြတယ်လို့မျိုးသူ့ဘဝရဲ့အရေးကြီးတဲ့အဖြစ်အပျက်အချို့ကိုပြောပြတဲ့နေနဲ့ပြောပြချင်ပါတယ်ဒီတော့နားထောင်ကြည့်ရအောင် သူ့ရဲ့နာမည်အပြည့်အစုံကမဟန်ဒက်စ်ကရက်ချန်ဂန်ဒီဖြစ်ပါတယ်သူ့ကို1869ခုနှစ်အိန္ဒိယရဲ့ပင်လယ်ကမ်းရိုးတန်းနဲ့နေတဲ့ဂူဂျာရတ်ဆိုတဲ့မြို့လေးမှာမွေးခဲ့ပါတယ်ဖခင်ကဂန်ဒီမွေးဖွားရာမြို့ရဲ့အကြီးအကဲဖြစ်ပြီးမိခင်ကဟိန္ဒူဘာသာကိုနက်နက်ရှိုင်ရှိုင်ကိုးကွယ်တဲ့သူဖြစ်ပါတယ်ဂန်ဒီရဲ့မိခင်ကကိုကိုကိုထိန်းချုပ်တာ အကြမ်းမဖက်တာတွေကိုလေ့ကျင့်ယုံကြည်တဲ့သူဖြစ်ပါတယ် ဂန်နီကိုမိခင်ကငယ်စဉ်မှာပြောပြတဲ့ပုံမြင်တွေက အမှန်တရားနဲ့တစ္ဆာတရားကိုအလေးအမြတ်ထားခဲ့တဲ့ဘရင်ဟရစ်ချန္ဒရာအကြောင်းကိုဂန်ဒီယာများစွာနှစ်သက်အားကြရလို့ဆိုပါတယ်။အဲ့ဒီအကြောင်းကိုသူကိုယ်တိုင်ရေးတဲ့အထုပ်ပတ်တိမှာလည်းရေးထားပါတယ်။ဒါကိုကြည်ချင်းအဖြစ်ကလေးတွေကိုပြောပြတဲ့ပုံမြင်တွေဟာသူတို့ဘဝရည်တည်မှုကိုအများကြီးလွှမ်းမိုးတယ်ဆိုတာကိုမြင်ရပါတယ်။ဂန်ဒီဟာသူ့ရဲ့မူလာရန်ပညာနဲ့အထက်တန်းပညာကိုအိမ်နဲ့နီးတဲ့အကြောင်းမှာပဲသင်ယူခဲ့ပါတယ်။ ဂန္ဒီယငငယ်ကအလွန်ရှက်တတ်တဲ့ကလေးလို့ဆိုပါတယ်ရှက်တတ်တာမလို့ကျောင်းမှာတငယ်ချင်းမိတ်ဆွေတိတ်မရှိပဲတငယ်ချင်းတွေနဲ့စကားပြောတာဆော့ကစားတာတွေကိုမလုပ်ဘဲကျောင်းပြီးတာနဲ့တပြိုင်နက်အိမ်ကိုချက်ချင်းပြန်ပြီးပြန်ပြေးလာတယ်လို့ဆိုပါတယ်သူ့ရဲ့အဖော်ကကျောင်းသင်ခန်းစာတွေနဲ့စာအုပ်တွေသာဖြစ်ခဲ့ပါတယ်မိသားစုကဟိန္ဒူဘာသာကိုကိုးကွယ်ကြတာမို့အစဉ်အလာအတိုင်းဂန္ဒီကိုသူ့အသက်73နှစ်မှာသူတို့သမီးဖြစ်သူကက်စတူဘာအသက်74နှစ်နဲ့မိဘတွေကစီစဉ်ပြီးတော့ထိမ်းမြှားပေးခဲ့ပါတယ် ဂန္ဒီလက်ထက်တဲ့နေ့ကသူ့ရဲ့ဝမ်ခွဲမောင်နှမတွေရောအားလုံးတူတူလက်ထက်ကြတာမို့အဲ့ဒီနေ့ကတော့အိမ်မှာတပြောတပားကြီးဆွေမျိုးတွေနဲ့မုံနေနဲ့အဝတ်စားလှလာတွေဝတ်ကြတာကိုပဲပိုမှန်းမိတယ်လို့ဂန္ဒီကဆိုပါတယ်ဂန္ဒီရဲ့အသက်18နှစ်မှာသူ့အဖေဟာဆုံးမသွားခဲ့ပါတယ်။ဂန္ဒီအသက်18နှစ်ကိုရောက်တော့အထက်တန်းကျောင်းအောင်မြင်နေပြီးတော့သူတို့ပြည်နယ်ထဲမှာရှိတဲ့တခုတည်းသော college ဖြစ်တဲ့ Samadesh College မှာသူကကျောင်းသွားတက်ပါတယ်။ ဒါပေမဲ့ तू အဲ့ college မှာမပျော်ရွှင်ပါဘူး။ तू စိတ်ထဲမှာတင်ကြားနေတဲ့ပညာရက်ကလည်း तू နဲ့မကိုက်ညီသလိုအဲ့လိုခံစားရတဲ့အတွက်ပထမနှစ်ဝက်မှာပဲအိမ်ကိုပြန်လာပါတယ်။အဲ့ဒီအချိန်မှာဂန်ဒီရဲ့အကိုဝမ်းခွဲကြီးကလည်းအင်္ဂလန်မှာပညာသွားတင်တဲ့အကြောင်းကိုဂန်ဒီကိုပြောပြကြပါတယ်။ဂန်ဒီကအင်္ဂလန်မှာ ဥပဒေပညာရပ်ကိုတွားပြီးတော့သင်ယူလိုခဲ့ပါတယ်မိသားစုနဲ့တိုင်ပင်တော့မိသားစုကလည်းအင်္ဂလန်မှာတွားပြီးတော့ပညာသင်ဖို့စရိတ်ကိုထောက်ပံ့ပေးနိုင်တဲ့အတွက်နောက်ဆုံးမှာအင်္ဂလန်မှာဥပဒေပညာကိုတွားပြီးတော့သင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ကမ္ဘာပိုင်းမှာတော့ဂန္ဒီရဲ့မိခင်နဲ့မိသားစုကအဝေးမှာသွားပြီးပညာသင်ရမှာမလို့အင်္ဂလန်မှာသွားပြီးစာသင်မဲ့ကိစ္စကိုသဘောမတူကြပါဘူး။ဒါပေမဲ့ဂန္ဒီရဲ့မိခင်ကအင်္ဂလန်မှာပညာသင်ကြားနေစဉ်အတွင်းအရက် အသားငါနဲ့မိမတွေကိုရှောင်ကျဉ်ဖို့ဂတိတောင်းခဲ့ပါတယ်။ဂန္ဒီကလည်းဂတိပြုခဲ့တာမို့ဂန္ဒီအသက်16နှစ်မှာ University College London မှာဥပဒေပညာသင်ဖို့အင်္ဂလန်ကိုသွားရောက်ခဲ့ပါတယ်။ ကန်နီအင်္ဂလန်ရောက်တော့ဥပဒေပညာသင်ကြားနေတဲ့အတွင်းမှာသူရဲ့ရှက်တက်တဲ့စိတ်ကိုကြော်လွှားဖို့သူက public speaking လူထုစကားပြောသင်တန်းတစ်ခုကိုသွားတက်ခဲ့ပါတယ်။ဒါပေမဲ့ဂန္ဒီကလူတွေရှေ့မှာစကားပြောဖို့ခက်ခဲနေတော့မဲဖြစ်ပါတယ်။ဂန္ဒီရဲ့ရှက်တက်တဲ့စိတ်နဲ့အမှန်တရားဘက်ကယက်တီလိုတဲ့စိတ်အကြောင်းကိုမြင်ရတဲ့အဖြစ်ပျက်လေးတစ်ခုကလန်ဒန်သက်သက်လွတ်စားသူများအသင်း London Vegetarian Society မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဂန္ဒီကဟိန္ဒူဘာသာဝင် တတ်တလွတ်စားတဲ့သူမို့အင်္ဂလန်ကိုရောက်တော့အင်္ဂလန်မှာရှိတဲ့တတ်တလွတ်စားသူများအဖွဲ့မှာသူကအဖွဲ့ဝင်တဦးဖြစ်လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့မှာဥက္ကဋ္ဌကအင်္ဂလိပ်လူမျိုး Mr. Arno Hill Mr. Hill ဆိုတဲ့လူဖြစ်ပြီးဂန္ဒီနဲ့သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြပါတယ်။ Mr. Hill ဆိုတာက အင်္ဂလိပ်လူမျိုးဂုံတရေရှိပတ်စံလေးချမ်းသာတယ်။သူကအဲ့ဒီအဖွဲကိုအဓိကငွေကြေးထောက်ပံ့နေတဲ့သူ။အဲ့ဒီအဖွဲမှာသူဥက္ကဋ္ဌလှုပ်လာတာလေ12နှစ်ကြာပြီ။အဲ့ဒီအပြင်သူကတင်မောတီဆောင်ရေးကုမ္ပဏီကြီးမှာလည်းသူကဦးဆောင်ကပတိန်တူလေးဖြစ်တယ်။အဲ့လိုလူနဲ့အိန္ဒိယကနေကြောင်းလာတတ်တဲ့ဥပဒေကြောင်းသားလေးဂန်နီတို့ဟာအဖွဲ့ဝင်တဦးကိုအဖွဲ့မှာဆက်ထားရေးမထားရေးဆိုတဲ့ကိစ္စနဲ့ထိတ်တိုက်တွေ့ခဲ့ကြပါလေ။အဲ့ဒီအဖွဲ့ဝင်ကဆရာဝန်သမားတော်ဒေါက်တာသောမတ်စ်အဲလီဆန်ဆိုတဲ့သူဖြစ်ပါလေ ဒေါက်တာသောမတ်စ်ကအဲ့ဒီကက်ကလူပြောသိမ့်မများတဲ့သားဆက်ချားရေးပညာပေးအကြောင်းကိုတွင်တွင်ကြဲကြဲပြောပြပညာပေးတဲ့သူဖြစ်ပါတယ်။အဲ့လိုသားဆက်ချားတဲ့အကြောင်းကိုပြောတာကိုတတလွတ်စားတဲ့အဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ Mr. Hey ကမကြိုက်ပါဘူး။ Mr. Hey စိတ်ထဲမှာဒီလိုမျိုးကိုဝင်မရအောင် သားဆက်ချားတဲ့အကြောင်းတွေကိုပြောတာဟာလူတွေရဲ့အကျင့်စာရိတ္တတွေကိုထိခိုက်အောင်လုပ်ပေးနေတယ်လို့သူကမြင်တယ်။အဲဒါကြောင့်သူကအဲ့ဒေါက်တာသောမတ်စ်ကိုတတလွတ်စားတဲ့သူအဖွဲ့ကနေပြီးတော့ထုတ်ပလိုက်ချင်တယ်။ အဲ့ဒီအချိန်ကာလကဒီလိုမျိုးသားဆက်ချားတယ်ဆိုတဲ့ကိစ္စကလူတွေနဲ့အများကြီးပဲစိမ့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဂန်နီကလည်းဒီလိုမျိုးသားဆက်ချားဖို့ပညာတွေပေးနေတာလူမှုကိုဟောပြောနေတာဟာလူတွေကိုအကျင့်စာရိတ္တာပြတ်ဖို့အတွက်အားပေးသလိုဖြစ်နိုင်နေဆိုတဲ့အချက်ကိုသူကလည်းသဘောတူတယ်။ဒါပေမဲ့လေဒီအကြောင်းကြောင့်မလို့ဒီတသက်လွတ်စားတဲ့သူတွေအဖွဲ့ကနေပြီးတော့ဒေါက်တာသောမတ်ဆိုထုတ်ရမယ်ဆိုတဲ့ကိစ္စကတော့ဘလို့မှမဆက်ဆက်ဘူးမစီလျော်ဘူးလို့သူကမြင်ခဲ့ပါတယ်။ ဒီလိုနဲ့ဒေါက်တာသောမတ်စ်ကိုတသက်လွတ်စားသူများအဖွဲ့မှဆက်ပြီးတော့ထားမလားထုတ်ပယ်မလားဆိုတာကိုဆွေးနွေးတဲ့ကော်မတီအစည်းအဝေးနေ့မှာဂန်ဒီကမထုတ်ပယ်တဲ့အကြောင်းအဆိုကိုစာရွက်လေးတစ်ခုမှာတေချာချက်ချလက်ချရေးပြီးယူလာခဲ့ပါတယ်။ ကော်မတီအဖွဲ့ဝင်တွေရဲ့သဘောထားတွေကိုမေးတော့ဂန်နီကသူရေးလာတဲ့စာရွက်ကိုဖတ်ပြဖို့စူးစမ်းပေမယ့်လူအများရှိမှစကားပြောဖို့ရှက်တက်တဲ့စိတ်ကြောင့်အဲ့ဒီစာရွက်ကိုသူဟာကောင်းကောင်းဖတ်မပြနိုင်မရှိပါတယ်။အဲ့ဒီအခါကော်မတီကတခြားသူတဦးကိုဂန်နီရဲ့ကိုစားအဲ့ဒီစာရွက်ကိုဖတ်ပြခိုင်းခဲ့ရပါတယ်။စာရွက်ထဲကချိုးချောင်းစီလျော်တဲ့ရှောက်လဲချက်ကိုကြားပြီးတဲ့အခါကော်မတီမှလူအများစုကဂန်နီနဲ့သဘောတူပြီးဒေါက်တာသောမတ်စ်ကို အဖွဲ့ကနေမထုတ်ပယ်သင့်ဘူးလို့မြင်ခဲ့ကြပေမဲ့ မဲခွဲဆုံးဖြတ်တဲ့အခါဥက္ကဋ္ဌမစ္စတာဟေးကိုမလွန်ဆန်နိုင်တဲ့အတွက်ဒေါက်တာသောမတ်စ်ကိုထုတ်ပယ်တဲ့ဘက်ကမဲအသာရပြီးထုတ်ပယ်ခဲ့ရပါတယ်။ဒီအဖြစ်ပြက်ကလေးကနေဘာဝမြင်ရလဲဆိုရင်ဂန္ဒီက လူတွေအများရှိမှစကားပြောဖို့ဆက်ကြောက်ပေပဲလေစန့်ကျင်ရမယ့်သူဟာသူ့တဲ့ယာရုဩစာငွေကြေးများစွာတာလွန်ပေမဲ့လေမှန်နေဘက်ကရက်တီပြီးသူ့ရဲ့ရက်တီမှုကိုလေပြသရေခဲ့တာဖြစ်ပါတယ်။ ဥပဒေပွဲရပြီးနောက်အသက်၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂန္ဒီဟာအိန္ဒိယကိုပြန်ခဲ့ပါတယ်။အိန္ဒိယမှာရှေ့နေအလုံးနဲ့အသက်မွေးဖို့ကြိုးစားပေမဲ့လေသူရဲ့ရှက်တတ်တဲ့စိတ်ကြောင့်တရခွေမှာမျက်မြင်သက်တည်တွေကိုပြန်လည်မေးခွန်းတွေမေးရတဲ့အခါများစွာအခက်အခဲရှိခဲ့ပါတယ်။ဒီလိုနဲ့သူရဲ့အသက်၂၄နှစ်1893ခုနှစ်မှာတောင်အာဖရိကမှာတင်မောလုပ်ငန်းလုပ်ကိုင်းနေတဲ့ဝမ်ခွေးအကူကသူ့ရဲ့လုပ်ငန်းဒီမှာရှေ့နေတူလိုအပ်တာမို့ ဂန်ဒီကိုတောင်အာဖရိကကသူ့ရဲ့ကုမ္ပဏီမှာဥပဒေဆိုင်ရာအကြံပေးအဖြစ်လာရောက်လုပ်ကိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဂန်ဒီကသူ့ရရှိမဲ့လစာအကျိုးခံစားခွင့်ကိုမေးမြန်းပြီးသဘောတူညီတဲ့အတွက်တောင်အာဖရိကတိုက်ကိုမိသားစုနဲ့တွားရောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတောင်အာဖရိကဟာဗြိတိရှ်ရဲ့ကိုလိုနီအဖြစ်ရှိနေခဲ့တာဖြစ်ပြီးအသားအရောင်ခွဲခြားဆက်ဆံမှုဟာလည်းများစွာမြင့်မားတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီတောင်အာဖရိကမှာဂန်နီနဲ့ပတ်သက်ရင်လူသိများတဲ့မိရထားပေါ်ကနေတွန်းချခံရတဲ့အဖြစ်ပြက်ဟာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေ့ကဂန်ဒီဟာသူအလုပ်လုပ်တဲ့ကုမ္ပဏီကဝယ်ပေးလိုက်တဲ့ပထမတန်းမြေထားလက်မှတ်နဲ့ဒါဘန်ဆိုတဲ့မြို့ကနေမိုင်၄၀၀လောက်ဝေးတဲ့ပရီတိုရီယာဆိုတဲ့မြို့ကိုအလုပ်အယမြေထားပထမတွေကနေစီးနင်းလိုက်ပါလာခဲ့ပါတယ်ရထားထွက်ခွာလာပြီးအချိန်များစွာမကြာမီမှာပဲစင်းင်းလိုက်ပါလာတဲ့သူတွေကမျက်နှာဖြူတူဦးကပထမတန်းရထားရဲထဲမှာအိန္ဒိယလူမျိုးတူဦးလိုက်ပါလာကြောင်းမြေထားအရာရှိကိုတိုင်ကြားခဲ့ပါတယ်။ အရာရှိအားခန်းနီးစီကိုလာရောက်ပြီးဒီယထားတွဲဟာမျက်နှာဖြူလူမျိုးတွေပဲစီးကွင်းရှိတာမို့နောက်ဖက်ကတာမန်တွဲမှာပြောင်းရွှေ့စီးဖို့ပြောခဲ့ပါတယ်။ကန်ဒီကသူ့ရဲ့ပထမတန်းမိရထားလက်မှတ်ကိုထုတ်ပြခဲ့ပြီးသူဟာပထမတန်းမိရထားလက်မှတ်ဝယ်ခဲ့တာဖြစ်တဲ့အတွက်ဒီပထမတန်းတွဲမှာစီးနင်းခွင့်ရှိတဲ့သူဖြစ်ပါတယ်လို့ပြန်လည်ပြောကြားပြီးရိုးရိုးတန်းတွဲစီကိုပြောင်းရွှေ့စီးဖို့ငင်းပယ်ခဲ့ပါတယ်။ ဒီလိုမတရားခွဲခြားမှုကိုလိုက်နာပေးဖို့ညင်းပယ်တဲ့ဂန္ဓီကိုအနည်းဆုံးယထာဘူတာရဲ့ပလက်ဖောင်းပေါ်ကိုသူ့ရဲ့ခရီးဆောင်အိတ်နဲ့အတူဇွတ်အတင်းတွန်းချခဲ့ကြပါတယ်။ချမ်းအေးတဲ့ယာဒီဥရုမို့အဲ့ဒီနေမျိုးလေးရဲ့ဘူတာယုံ ခရီးတဲ့နားနေဆောင်မှာခိုက်ခိုက်တုံးနေတဲ့ဂန္ဓီဟာအိန္ဒိယကိုပြန်မလားဒီအရက်မှာပဲအသားအရောင်ခွဲခြားမှုကိုပြန်လဲဖြေဆန်မလားဆိုတာကိုတညလုံးစဉ်းစားနေခဲ့ပါတယ်။ အဲ့ဒီအဖြစ်ဖြစ်ဟာဂန္ဒီဆိုတဲ့အသက်24နှစ်အရွယ်အိန္ဒိယလူမျိုးရှေ့နေလေးဘဝကနေမတရားမှုတွေကိုလူမှုကိုစီယုံပြီးအကြမ်းမဖက်အာဏာဖီဆန်တဲ့နိုင်ငံရေးလှုပ်ရှားသူအဖြစ်ကိုပြောင်းသွားစေခဲ့တဲ့သူ့ဘဝရဲ့အချိုးအကွေ့အဖြစ်အပျက်တစ်ခုလည်းဖြစ်ပါတယ်တောင်အာဖရိကမြို့တွေရဲ့ကားလမ်းဘေးကလူသွားလမ်းတွေမှာလူမဲတွေဟာလမ်းလျှောက်ခွင့်မရပါဘူး။ဂန္ဒီကလျှောက်တဲ့အတွက်ရဲကမြောင်းနေကန်ချတာကို မကြာခဏခံရပါတယ်။ ခဏခဏကန်ချခံရပေမဲ့လေဂန်ဒီကတော့ရှောက်မြေးပါပဲတောင်အာဖရိကကသူ့အကိုဝမ်ခွဲရဲ့ကုမ္ပဏီမှာတစ်နှစ်တာအလုပ်လုပ်ပြီးလာရင်အလုပ်ကိစ္စပြီးမြောက်သွားတဲ့အခါဂန်ဒီဟာအိန္ဒိယကို ပြန်မယ်ဆိုရင် ပြန်နိုင်ပြီဖြစ်ပါတယ်ဒါပေမဲ့ တောင်အာဖရိကမှာနေထိုင်နေတဲ့အိန္ဒိယလူမျိုးများစွာဟာမဲပေးပိုင်ခွင့်မရှိဘဲမျက်နှာဖြူများကသာမဲပေးပိုင်ခွင့်ရှိတဲ့ဥပဒေကိုပြန်လည်ပြင်ဆင်ပေးလိုတဲ့အတွက်အဆိုပြုချက်ဥပဒေတစ်ခုကိုရေးဆွဲတင်ပြပေးနိုင်ဖို့တောင်အာဖရိကမှာဆက်လက်နေထိုင်နေပါတယ်အဲ့ဒီအဆိုပြုချက်ဥပဒေကိုရေးဆွဲပြီးဗီတရှက်ဝင်ကြီးဂျိုးဆက်ချိန်ပါလင်စီကိုပေးပို့ခဲ့ပြီးမြအသားမဲသူမဲမပေးရတဲ့ဥပဒေကိုပြင်ဆင်ခွင့်မရခဲ့ပါဘူး ဒါပေမဲ့သူရဲ့ကြိုးပမ်းမှုတွေကြောင့်တောင်အာဖရိကမှာနေထိုင်တဲ့အိန္ဒိယလူမျိုးတွေနဲ့လူမဲတွေဟာဒီလိုဖိနှိပ်မှုတွေကိုခံစားနေရတယ်ဆိုတာကိုလူအများက ပို့ပြီးသိလာခဲ့ပါတယ်။ 1894ခုနှစ်ဂန္ဓီအသက်25နှစ်မှာတောင်အာဖရိကမှာအိန္ဒိယကွန်ဂရက်စ်ကို ဖွဲ့စည်းတည်ထောင်ပေးခဲ့ပြီးသူတည်ထောင်ပေးခဲ့တဲ့အဲ့ဒီကွန်ဂရက်စ်ကြောင့်တောင်အာဖရိကမှာရှိတဲ့အိန္ဒိယလူမျိုးတွေဟာပိုပြီးစီးလုံးလာခဲ့ပါတယ်။သူတို့ရဲ့အခွင့်အရေးတွေအတွက်ပိုပြီးတိုက်ပွဲဝင်နိုင်ခဲ့ကြပါတယ်။အဲ့လိုလုပ်ခဲ့တဲ့အတွက်ဂန္ဓီကို1898မှာဒေါသထွက်နေတဲ့လူမျိုးတစုကဝိုင်းဝန်းရိုက်နှိုက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာရဲရာရှိတအူရဲ့အမျိုးသမီးကကိုညီတဲ့အတွက်သာဂန္ဓီ ဟာအသက်မတည်ပဲလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဂန္ဒီဟာသူ့ကိုလာရောက်ရိုက်နှက်တပ်ဖြတ်ဖို့စ조사တဲ့သူတွေကိုလက်စားချေဖို့ရော့ကြေးတောင်းဖို့ညင်းပယ်ခဲ့ပါတယ်။လူမဲတွေရဲ့အခွင့်အရေးတွေကိုတောင်းခံတဲ့အခါဂန္ဒီကိုစာနယ်ဇင်းတွေကရောလမ်းပေါ်မှာတွေ့တဲ့သူတွေကပါမျိုးစုံဆဲရီပုတ်ခတ်ခဲ့ကြပါတယ်။ပုတ်ခတ်တဲ့စကားတွေထဲမှာရွှွန်စည်းရောင်ကူလီကောင်အဝါရောင်လူစသဖြင့်ခေါ်ဝေါ်ခဲ့ကြတယ်ဆိုတာကိုဖတ်ရတော့ အသားမေးတာဘာများမှားလဲလို့တကယ်စဉ်းစားမိပါတယ်။လူမျိုးရေးမုံတိမှုပြင်းထန်တဲ့သူတွေကသူ့ကိုတရေနဲ့ထွေးခဲ့ကြတာတွေလည်းရှိပါတယ်။ဒီလိုစော်ကားမှုတွေရှိခဲ့ပေမဲ့လည်းဂန္ဒီဟာအကြမ်းဖက်ပြန်လည်တိုက်ခိုက်တာမျိုးကိုမလုပ်ခဲ့ပါဘူး။သူကင်ဆွဲတဲ့စကားလုံးကအိန္ဒိယလို စတ္တိယကဟာရာဖြစ်ပြီးအထိပ္ပယ်ကအမှန်တရားဘက်မှမြဲမြံစွာယက်တည်ခြင်းဖြစ်ပါတယ်။ 1903ခုနှစ်သူအသက်34နှစ်မှာ Indian Opinion လို့ခေါ်တဲ့သတင်းစာကိုတောင်အာဖရိကမှာဂန္ဒီဟာတီထောင်ထုတ်ဝေခဲ့ပါတယ်။အဲဒီသတင်းစာကအိန္ဒိယလူမျိုးတွေရဲ့အခွင့်အရေးအတွက်အဓိကလှုံ့ဆော်တဲ့သတင်းစာဖြစ်ပြီးအင်္ဂလိပ်ဘာသာ၊ဂူဂျာရက်၊ဟိန္ဒူနဲ့တမီဘာသာစကားတွေနဲ့ရေးသားထားပါတယ်။ဂန္ဒီဟာဒီသတင်းစာကိုအသုံးပြုပြီးမတရားမှုကိုတိုက်ခတ်ရမှာငင်းချမ်းတဲ့နီလန်းနဲ့အတူတကွပူးပေါင်းဆောင်ရွက်နိုင်နေလို့လှုံ့ဆော်ပညာပေးခဲ့တာဖြစ်ပါတယ်။ ဲ့ဒီသတင်းစာထဲမှာဒီနယ်မြေမှာမူလနေထိုင်နေတဲ့သူတွေဟာအာဖရိကလူမျိုးအသားမဲတဲ့သူတွေဖြစ်ပြီးလူပြူတွေကသာအတင်းအဓမ္မကျူးကျော်သိမ်းပိုက်ခဲ့တဲ့သူတွေဖြစ်တယ်စသဖြင့်အရေးသားထုတ်ဝေခဲ့ပါတယ်1906ခုနှစ်မှာတောင်အာဖရိကကိုအုပ်ချုပ်နေတဲ့ကိုလိုနီအစိုးရကအမေရဥပဒေလိုဒုတိများတဲ့ဥပဒေတရားကိုပြဋ္ဌာန်းခဲ့ပါတယ်။အဲဒီဥပဒေကအသက်၈နှစ်နဲ့အထက်အိန္ဒိယလူမျိုးတိုင်းဟာသူတို့ရဲ့လက်ဖွေနဲ့အချက်လက်တွေကိုပေးပြီးမှတ်ပုံတင်ရမှာဖြစ်ပါတယ်။ အဲ့ဒီမှတ်ပုံတင်လက်မှတ်ကိုအချိန်မရွေးစစ်ဆေးနိုင်ပြီးမကင်ဆောင်ရင်ဒါမှမဟုတ်မှတ်ပုံတင်မလုပ်ရင်ငွေဒဏ်ထောင်ဒဏ်နဲ့ပြင်းထန်ဒဏ်အထိကြခံစီမည်လို့ထုတ်ပြန်ခဲ့ပါတယ်။ဂန္ဒီရဲ့စီယုံလှုံ့ဆော်မှုနဲ့နှင်းချခွဲကြတဲ့အဲ့ဒီဥပဒေကိုအိန္ဒိယလူမျိုးထောင်ပေါင်းများစွာဟာစန့်ကျင်ပြီးမှတ်ပုံတင်လုပ်ဖို့ညှင်းဆန်ခဲ့ကြပြီးအကျဉ်းထောင်တွေကိုဝင်ရောက်ခဲ့ကြပါတယ်။ဂန္ဒီကိုယ်တိုင်လည်းအကြိမ်ကြိမ်အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီဥပဒေကိုစီလုံးစွာအကြမ်းမဖက်ဆန့်ကျင်ခဲ့ကြပြီး၈နှစ်ကြာတဲ့အခါမှာတောင်အာဖရိကရဲ့ကိုလိုနီအစိုးရဟာ British အစိုးရနဲ့အိန္ဒိယအစိုးရတွေရဲ့ဖိအားပေးမှုတွေကြောင့်မှအဲ့ဒီဥပဒေကိုဖျက်သိမ်းပေးခဲ့ရပါတယ်။ဒီအောင်မြင်မှုဟာဂန္ဒီကိုနောင်လာမယ့်အိန္ဒိယလွတ်လပ်ရေးလှုပ်ရှားမှုကြီးအတွက်အရေးကြီးတဲ့အတွေ့အကြုံတွေကိုရရှိစေခဲ့ပါတယ်။1914ခုနှစ်ဂန္ဒီအသက်45နှစ်မှာ သူဟာအိန္ဒိယနိုင်ငံကိုပြန်လာခဲ့ပါတယ် တောင်အာဖရိကကိုသွားစဉ်ကဂန္ဒီရဲ့အသက်ဟာ24နှစ်မို့သူဟာတောင်အာဖရိကမှာနှစ်ပေါင်း20ကျော်နေထိုင်တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။နောက်နှစ်ပေါင်းများစွာအကြာမှာဂန္ဒီကိုသူဟာတောင်အာဖရိကမှာရှိနေတဲ့အိန္ဒိယလူမျိုးတွေအတွက်သာတိုက်ပွဲဝင်ပေးခဲ့တာဖြစ်ပြီးတောင်အာဖရိကကလူမဲတွေအတွက်တိုက်ခိုက်ပေးခဲ့တာမဟုတ်ဘူးဆိုတဲ့ဝေဖန်ဆန်ကိုများစွာကြားရပါတယ်။ကန်ဒီဟာလေလူသားတအုပ်မှုသူ့လူမျိုးကိုတော့ပို့ပြီးကာကွယ်ပေးလိုခဲ့ဟန်ရှိပါတယ်။ ဂန္ဒီအိန္ဒိယကိုပြန်လာတော့သူ့ရဲ့အမျိုးသားရေးလှုပ်ရှားမှုနဲ့လူမှုစီယုံရေးလှုပ်ရှားမှုတွေကြောင့်သူဟာနိုင်ငံတကာမှာကြော်ကြားနေခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီအချိန်ကအိန္ဒိယနိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းနေတဲ့ဂိုပယ်ခရစ်ရှနာကိုဟေးရဲ့တောင်းပန်မှုနဲ့ဂန္ဒီဟာအိန္ဒိယအမျိုးသားကွန်ဂရက်မှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။ ်ဂန္ဓီအကြောင်းကိုပြောမယ်ဆိုရင်ခြံထားလို့မရတဲ့နောက်ထပ်အဖြစ်အပျက်တစ်ခုကအိန္ဒိယလိုခြာခါလို့ခေါ်တဲ့လက်လက်ချီငင်ဆက်လေးနဲ့ကိုယ်တိုင်ရက်လှုပ်ထားတဲ့ခြေတွေဒီကိုဝစ်ဆင်စေတဲ့အိန္ဒိယအမျိုးသားကြီးလှုပ်ရှားမှုဖြစ်ပါတယ်။လက်လက်ချီငင်ဆက်ကလေးနဲ့ချီငင်နေတဲ့ဂန္ဓီရဲ့ပုံကိုမြင်ဘူးကြမယ်လို့ထင်ပါတယ်။ကျမကိုယ်တိုင်လည်းအဲ့ဒီပုံကိုမကြာခဏမြင်ဘူးပေမဲ့သူ့ရဲ့နောက်ကဖြစ်ရက်ကိုပြပြစုံစုံမတိခဲ့ပါဘူး။အဲ့ဒီဖြစ်ရက်ဖြစ်ခဲ့တာကအိန္ဒိယမှာအဲ့ဒီအချိန်က ဝါခွန်းကိုအများကြီးစိုက်ပျိုးထွက်ရှိတယ်။အဲ့ဒီအချိန်ကအိန္ဒိယကိုကိုလိုနီပြုထားတာကအင်္ဂလိပ်တွေမို့သူတို့ကအိန္ဒိယကထွက်တဲ့ဝါခွန်းတွေကိုအင်္ဂလန်ကိုတည်သွားတယ်။ပြီးတော့အင်္ဂလန်မှာရှိတဲ့ဆက်ယုံတွေမှာအဝိဆတွေထုတ်ပြီးတော့အဲ့ဒီအဝိဆတွေကိုအိန္ဒိယကိုပဲပြန်ယူလာပြီးအိန္ဒိယလူမျိုးတွေကိုရောင်းချပါတယ်။အဲ့လိုလုပ်တဲ့အတွက်အိန္ဒိယမှာငကိုရုံးကရှိနေတဲ့ဝါခွန်းကနေပြီးတော့ကိုပိုင်းခြိတဲ့ခြိငင်းပြီးရက်တဲ့လုပ်ငန်းလေးများစွာဟာထိခိုက်ရပါတယ်။အဲဒီလုပ်ငန်းတွေမှာလုံးလုံးနေတဲ့ ဆက်ဆက်တဲ့အလုပ်သမားတွေအားလုံးဟာအလုပ်လက်မဲ့ဖြစ်ရပါတယ်။အဲ့ဒီအဖြစ်ကိုသတိထားမိသွားတဲ့ဂန်ဒီကဗြိတိရှက်ကထုတ်လို့ရောင်းချတဲ့အဝိစရတွေကိုဝယ်ယူဝတ်ဆင်ခြင်းမပြုကြပေ။အိန္ဒိယပြည်တွင်းဖြစ် ကိုတိုင်တနိုင်တပိုင်ရက်တဲ့ချီတယ်တွေကိုသာဝတ်ဆင်ကြဖို့စီယုံလှုံ့ဆော်ခဲ့ပါတယ်။သူကိုယ်တိုင်လည်းအဲ့ဒီချီငင်ဆက်လေးနဲ့ချီမြင်လေးတွေကိုရက်လုပ်ပြတယ်အဲ့ဒီချီမြင်နဲ့ရက်တဲ့ပြည်ရင်းပြည်ချီစားကိုပဲသူကိုယ်တိုင်ဝစ်စင်ပါတယ် ီလှုပ်ရှားမှုဟာအိန္ဒိယတနိုင်ငံလုံးကိုလှင်မြန်စွာပြန့်နှံ့သွားခဲ့ပြီးလူတိုင်းဟာတနိုင်တစ်ပိုင်းခြိရက်ကြတယ်ပြည်ရင်းပြစ်ခြိစားကိုပဲဝစ်ဆင်ကြပါတယ်ပြည်တိချက်ကပြန်လဲတင်သွင်းလာတဲ့ပိဿတွေကိုမဝယ်ယူပဲသဘိမ့်မှောက်ကြပါတယ်အဲ့ဒီပြည်သူပါဝင်တဲ့လှုပ်ရှားမှုဟာပြည်တိချက်ရဲ့စီးပွားရေးကိုဓာတ်ရိုက်ထိခိုက်စေခဲ့ပါတယ်အိန္ဒိယအတွက်တော့စီးပွားရေးအရအောင်မြင်မှုတစ်ခုသာမဟုတ်ခဲ့ပေလွတ်လပ်ရေးလှုပ်ရှားမှုအတွက်အင်အားတရက်ဖြစ်စေခဲ့ပါတယ် အိန္ဒိယတနိုင်ငံလုံးကိုလူမျိုးဘာသာမရွေးစီလုံးညီညွတ်စေခဲ့ပါတယ်။အိန္ဒိယလူတို့ဟာသူတို့ရဲ့စီလုံးညီညွတ်ခဲ့တဲ့အဲ့ဒီအဖြစ်အပျက်ကိုများစွာဂုဏ်ယူခဲ့ကြတဲ့အတွက်သူတို့ရဲ့အလံမှာအိမ်တွင်းချင်းငင်ဆက်ကလေးကိုကိုစားပြုတဲ့ရဟတ်ဘီးလေးကိုအခုအချိန်ထိထည့်သွင်းထားတာကိုတွေ့ရပါတယ်။လူတို့လှုပ်ရှားမှုမျိုးစုံနဲ့ကျူးကျော်သူဗီတရှက်အစိုးရကိုစန့်ကျင်တဲ့ဂန္ဒီကို1922ခုနှစ်သူ့အသက်53နှစ်မှာ ဗြိတိရှက်အစိုးရကထောင်ဒဏ်6နှစ်ချမှတ်ခဲ့ပါတယ်။သူထောင်ကလွတ်လာပြီး2နှစ်အကြာ1930ခုနှစ်မှာဗြိတိရှက်အစိုးရဟာစားထုတ်လုပ်ခွင့်ဥပဒေကိုပြဋ္ဌာန်းပါတယ်။အဲ့ဒီဥပဒေအစ်စ်အရအိမ်သုံးစားကိုအိန္ဒိယလူမျိုးတွေကိုယ်တိုင်ထုတ်လုပ်ခွင့်မရှိတော့ပါဘူးအင်္ဂလိပ်အစိုးရကသာစားထုတ်လုပ်မှာဖြစ်ပြီးအိန္ဒိယလူမျိုးတွေကိုပြန်လဲရောင်းချပေးမှာဖြစ်ပါတယ် ရောင်းချပေးမဲ့စာစည်းနှုန်းမှလည်းအခွန်ပမာဏကြီးကြီးကိုထပ်ပေါင်းထားတာမို့ဒီဥပဒေဟာဆင်းရဲတဲ့လူဒန်းစားတွေကိုပို့ပြီးတော့ဒုက္ခရောက်စေခဲ့ပါတယ်။ကန်ဒီဟာဒီဥပဒေကိုမတရားဘူးလို့မြင်တဲ့အတွက်စန့်ကျင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စာဥပဒေကိုစန့်ကျင်ဆန္ဒပြဖို့သူရွေးချယ်တဲ့နီလန်းကသူနေထိုင်တဲ့အမာဒါဘတ်မြို့ကနေမိုင်240ဝေးတဲ့ ဒန်ဒီဆိုတဲ့ပင်လယ်ကမ်းခြေမြို့လေးကိုလူတို့နဲ့အတူခြိတက်ပြီးအဲ့ဒီကမ်းခြေမှာစားချက်လုပ်ပြီးစားလက်တဆုပ်စီပြန်လဲယူဆောင်လာကြဖို့ဖြစ်ပါတယ်။အစီအစဉ်တိုင်း1930ပြည့်နှစ်မတ်လ12ရက်နေ့မှာဂန်ဒီဟာသူ့ရဲ့နောက်လိုက်နောက်ပါ88ယောက်နဲ့အတူအမာတာဘတ်မြို့ကနေမိုင်240ဝေးတဲ့ဒန်ဒီမြို့စီကိုစတင်ခြိတက်ထွက်ခွာလာခဲ့ပါတယ်။စားအတွက်မတ်လမှာစတင်ခြိတက်ခဲ့တဲ့ပွဲမှု salt marsh လို့နောင်ခါမှလူသိများပါတယ်ချီတက်ဖွဲလမ်းတလျှောက်ကရွာတွေနဲ့မြို့တွေကထောင်နဲ့ခြေရဲ့လူတွေဟာဂန်ဒီတို့အဖွဲ့နဲ့လိုက်ပါပူပေါင်းပြီးချီတက်ခဲ့ကြပါတယ်အဲ့ဒီလူဒုချီတက်ပွဲဟာတကဘာလုံးကိုစိတ်ဝင်စားလာအောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်24ရက်အကြာဧပြီ6ရက်နေ့မှာတော့ချီတက်ပွဲရဲ့ဦးတီယာဒန်ဒီကမ်းခြေကို ရောက်ရှိခဲ့ကြပါတယ်။ဒန်ဒီဟာပင်လယ်ကနေလက်တဆုပ်စာပမာဏလောက်ရှိတဲ့ရေငွေ့ပြန်ထားတဲ့စားတွေကိုကောက်ယူခဲ့ပါတယ်။ ဒါဟာဗြိတိရှက်ရဲ့အစာဥပဒေကိုအကြမ်းမဖက်ဖေးချိုးဖောက်လိုက်တာဖြစ်ပါတယ်ဂန္ဒီရဲ့အဲ့ဒီလှုပ်ရက်ကိုမြင်ပြီးအိန္ဒိယတဝန်းလုံးမှာရှိတဲ့လူအများအပြားဟာလေနေရအနှံ့အပြားကနေစားတွေကို ချက်လုတ်သုံးဆွဲပြီးဗြိတိရှက်အစိုးရကိုစန့်ကျင်ဆန္ဒပြခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာဗြိတိရှက်အုပ်ချုပ်ရေးအတွက်အကြီးအကျယ်ဖိအားတွေဖြစ်လာစေခဲ့ပြီးကမ္ဘာတဝန်းလုံးကိုလည်းငြိမ်းချမ်းစွာဆန္ဒပြခြင်းရဲ့အရေးပါပုံကို ပြသနိုင်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကြောင့်ဂန္ဒီနဲ့ထောင်နှင်းချီတဲ့အိန္ဒိယခေါင်းဆောင်တွေကအဖမ်းခံခဲ့ရပါတယ်အဲ့ဒီစာချီတက်ပွဲ1930နောက်ပိုင်းကစပြီးအိန္ဒိယနိုင်ငံလွတ်လပ်ရေးရတဲ့1948အထိဂန္ဒီဟာအမျိုးသားရေးလှုပ်ရှားမှုတွေကိုဦးဆောင်ပြီးအိန္ဒိယကိုလွတ်လပ်ရေးစီကိုဦးတည်သွားစေခဲ့ပါတယ်။1939ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးစတော့ဗြိတိသျှအစိုးရဟာအိန္ဒိယခေါင်းဆောင်အနေနဲ့မတိုင်မီမဲအိန္ဒိယကိုစစ်ပွဲထဲပါဝင်ဖို့ကြေညာခဲ့ပါတယ်။ အဲ့ဒါကိုဂန်ဒီကအပြင်းထန်ကန့်ကွက်ခဲ့ပြီး1942ခုနှစ်ဩဂတ်လမှာဂန်ဒီက Quick India Movement အိန္ဒိယကထွက်ခွာပါဆိုတဲ့လှုပ်ရှားမှုကြီးကိုစတင်ခဲ့ပါတယ် do or die ဆိုတဲ့ကြွေးကြော်သံနေနဲ့အတူဗြိတိရှ်တွေကိုအိန္ဒိယကအပီးပိုင်ထွက်ခွာဖို့တောင်းဆိုခဲ့ပါတယ်။အဲဒီလှုပ်ရှားမှုဟာဗြိတိရှ်အုပ်ချုပ်ရေးကိုအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ဗြိတိရှက်တွေကအိန္ဒိယကိုလွတ်လပ်ရေးပေးဖို့စီစဉ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိန္ဒိယမွတ်စလင်အဖွဲ့ချုပ်ကဟိန္ဒူနဲ့မွတ်စလင်နှစ်နိုင်ငံအဖြစ်ခွဲခြားပေးဖို့တောင်းဆိုခဲ့တာရေအဲ့ဒီဘာသာရေးနှစ်ခုအကြားကတင်းမာမှုတွေရဲ့ကြောင့်ဗြိတိရှက်အစိုးရဟာအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံနှစ်နိုင်ငံအဖြစ်1948ခုနှစ်မှာအိန္ဒိယကိုလွတ်လပ်ရေးပေးခဲ့ပါတယ်။ဂန္ဒီကအဲ့ဒီလိုအိန္ဒိယကိုနှစ်နိုင်ငံခွဲပြီးလွတ်လပ်ရေးပေးတာကို အစပိုင်းမှာပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပေမဲ့လေနောက်ပိုင်းမှာလက်ခံခဲ့ပါတယ်။အဲ့ဒီနောက်လွတ်လပ်ရေးရာဘီကာစာအိန္ဒိယနိုင်ငံတဝှမ်းလုံးမှာဘာသာရေးအထီးကရုံးတွေဆူဆူဝါးဝါဖြစ်ခဲ့ပြီးလူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။စူပူအောင်ကြွမှုတွေဖြစ်နေချိန်မှာဂန္ဒီဟာဘာသာပေါင်းစုံရဲ့စီလုံးညီညွတ်မှုကိုပြန်လည်တည်ဆောက်ဖို့ကြိုးပမ်းခဲ့ပါတယ်။အဲ့လိုအားလုံးစီလုံးညီညွတ်ဖို့ကြိုးစားတဲ့ဂန္ဒီကိုအစွန်းရောက်တဲ့ဟိန္ဒူအဖွဲ့အစည်းတွေကမကျေနပ်ခဲ့ကြပါဘူး။ ဲ့ဒီအပြင်လွတ်လပ်ရေးရပြီးတဲ့နောက်အိန္ဒိယနဲ့ပါကစ္စတန်ကြားပိုင်ဆိုင်မှုတွေကိုခွဲဝေတဲ့အခါအိန္ဒိယကပါကစ္စတန်ကိုရူပီးငွေတန်း950ပေးဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့အိန္ဒိယအစိုးရကအဲ့ဒီငွေကို ပေးဖို့ဆိုင်းငံ့ထားခဲ့ပါတယ်။မဟာတမဂန်ဒီကတော့ပေပီစာဂရီကိုတီးရမယ်လို့ယုံကြည်တဲ့အတွက်အစာငတ်ခံဆန္ဒပြလို့အိန္ဒိယအစိုးရကိုပါကစ္စတန်ကိုသဘောတူထားတဲ့ငွေကိုပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်အစိုးရဟာနောက်ဆုံးမှအဲ့ဒီငွေကိုပါကစ္စတန်ကို ပေးခဲ့ပါတယ်။အဲ့ဒီလို့ရဲ့အပေါ်မှာလည်းအစိုးရဟိန္ဒူအဖွဲ့အစည်းတွေကဂန္ဒီကိုမကျေနပ်ခဲ့ကြပါဘူး။ဘာသာအားလုံးငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုလက်တွေ့ကျင့်သုံးပြလိုတဲ့မဟာတမဂန္ဒီဟာသူနေထိုင်ရာအိမ်ဝင်းအတွင်းမှာညနေခင်းတိုင်းလိုလိုဆူတောင်းပွဲတွေကိုပြုလုပ်ပါတယ်။အဲဒီဆူတောင်းပွဲတွေမှာဟိန္ဒူဘာသာ၊ဗုဒ္ဓဘာသာ၊အစ္စလာမ်၊ခရစ်ယာန်နဲ့အခြားဘာသာတွေကဆူတောင်းစာတွေကိုလည်းထည့်သွင်းရွတ်ဆိုပါတယ်။ 1948ခုနှစ်ဇန်နဝါရီလ30ရက်နေ့ညနေခင်းမှာဂန္ဒီဟာနယူးဒေလီမြို့မှာရှိတဲ့နေထိုင်ရာအိမ်ခြံဝင်းထဲမှာမိသားစုဝင်တွေတပည့်တပန်းတွေနဲ့အတူထုံးစံအတိုင်းဆူတောင်းပွဲတစ်ခုကိုပြုလုပ်နေပါတယ်။အဲ့ဒီအချိန်မှာဟိန္ဒူအစွန်းရောက်တအူးဖြစ်တဲ့နာတူရန်ဂေါ်စေးလို့ခေါ်တဲ့အမျိုးသားတအူးဟာဂန္ဒီရဲ့ရှေ့ကိုရောက်လာပြီးသူ့ဖွဲ့ယူလာတဲ့ပစ္စတိုနဲ့ဂန္ဒီကို သုံးချက်တိတိပြက်ခတ်ခဲ့ပါတယ်။ တနက်တန်ရာကြောင့်ဂန်နီဟာနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်။မတည်ဆုံမီ သူနောက်ဆုံးရွတ်ဆိုခဲ့တဲ့စကားကဟေရမ်အိုဖျားသခင်လို့ဖြစ်ပါတယ်။လောက်ကျန်သူအမျိုးသားကိုအဲ့ဒီနေရာမှာပဲချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး1949ခုနှစ်မှာတော့တည်တံချမှတ်ခဲ့ပါတယ်။ငင်းချန်ကြီးရဲ့တင်ကေတာတစ်ခုဖြစ်တဲ့မဟာတမဂန်ဒီကိုလောက်ကျန်တက်ဖြတ်ခဲ့တဲ့အဲ့ဒီအဖြစ်အပျက်ဟာတကဘာလုံးကိုတော်လှုပ်စေခဲ့ပါလေ သူချစ်တဲ့အိန္ဒိယလူမျိုးတွေနဲ့အိန္ဒိယနိုင်ငံအတွက်ဘဝကိုပေးလို့အခပေါင်းများစွာထောင်ချခံလို့အကြမ်းမဖက်တဲ့ဤကိုပဲအမြဲဆွဲကင်ကျင့်သုံးခဲ့တဲ့ဂန္ဒီကို အကြမ်းဖက်တပ်ဖြတ်ခံခဲ့ရတာဟာအင်မတန်မှရန်နာစရာကောင်းလှပါတယ်။ကျမရဲ့ဒီ channel လေးမှာထင်ရှားတဲ့ပုံကိုတူရဲ့အထုပ်ပတ်တိကိုပြောပြကြည့်တာဒီတစ်ပုတ်ကပထမဆုံးဖြစ်ပါတယ်။ပထမဆုံးလုပ်တဲ့အထုပ်ပတ်တိပြောပြမှုဖြစ်လို့လိုအပ်တာတွေရှိနေမှာပါ။ အချိန်ပြေးနားထောင်ရတာအကျိုးရှိအောင်စ조사ဖန်တီးသွားမှာဖြစ်လို့ဒီ channel လေးကို subscribe လုပ်ထားမေးဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့ကြမှာပါအဆုံးအထိနားထောင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်